ကျက်ချီအခက်ခံလိုက်ရတဲ့ကျယ်တွေနဲ့ပတ်သက်ပြီးကျွန်တော်စာမေးပြတာကြပါပြီရင်းနေကြသတင်းစာဂျာနယ်မဂ္ဂဇင်းတွေရှမ်းနာတော်ကြီးကဘာသာမှမေးပြတော့ပါပါလာ ਉ ရောက်နေတဲ့ငယ်တငယ်ချင်းကလည်းအလုတ်ခေါ်စာတွင်းလို့လာပါလာပါဆိုတော့အရေးစွန်ပြီးလာ ਉ ကိုထွက်ထွက်လာကြလိုက်တာပါ ကျွန်တော်ဝတ္ထုဇာလန်ကအဲ့ဒီအချိန်ကနေစပြီးတရေတည်ထားတာပါကျွန်တော်ဘဝကလည်းအဲ့ဒီအချိန်မှာပဲတစ်စချိုးပြောင်းနေသွားပါတယ်မြန်မာနိုင်ငံသားအများစုကမလေးရှားဂျပန်ထိုင်းကိုအလုပ်သွားလုပ်တာများပါတယ်လာအိုကိုအလုပ်လာလုပ်တဲ့လူရဲ့လို့ကြားဘူးချင်မှကြားဘူးကြပါလိမ့်မယ်အထူးသဖြင့်မြန်မာပြည်အောက်ပိုင်းကလူအများစုပေါ့လေ တကယ်တော့လာအိုမှာမြန်မာတွေတိမ့်ချီပြီးရှိပါတယ်အဲ့ဒီလူအများစုကလည်းမြန်မာပြည်အလဲပိုင်းနဲ့အထက်ပိုင်းကကြီးဖြစ်ပါတယ်မကွေးတိုင်းမန္တလေးတိုင်းနေပြည်တော်တဝရဲ့ရှမ်းပြည်နယ်ရခိုင်ပြည်နယ်ဝါပြည်နယ်ဘက်ကအများဆုံးအလုလာလောက်ကြတာပါကျွန်တော်ရောက်နေတာကရွှေတရီကန်နယ်မြေပါ လာဝထိုင်းမြန်မာနိုင်ငံသုံးခုဆောင်ရပေါ်ရွှေတရီကနေမြန်မာဘာရီကက်စားလဲဆိုတော့ဂိမ်းကုန်တွေပါပဲလူငယ်တွေစော့နေတဲ့ ML Mobile Legend PUBG PUBG ငါပြစ်ဂိမ်း slot game တွေကိုပြောတာမဟုတ်ဘူး လူလိန်ကိုင်းလိုနေရာမျိုးအလုံမျိုးကိုဆိုလိုတာပါ Facebook ပေါ်မှာလည်းဂိမ်းကုန်နဲ့ပတ်သက်ပြီးစိုးကျိုးတွေကိုမြင်မှုဖတ်ဖူးကြမှာပါကွင်းစားကွင်းပိတ်ထဲမှာအဲ့ဒီကြောင့်ရိုက်ထားတဲ့ဇာလန်းတောင်ထွက်လိုက်ပါသေးတယ်ကွင်းပိတ်သူတို့ဖြင့်မြဝရီမိုင်းလာလာအိုစတဲ့နေရာတွေမှာဂိမ်းကုန်လုပ်ငန်းတွေ ခြေခြေပြန့်ပြန့်လှုပ်လာကြပါတယ်။တလားကိုလစာ15သိန်းတော့ရတာဆိုတော့မမောစရာမျက်စိကြပြပဲဗော။ကျောင်းနေပဲတချို့ဆိုသိန်း30တိရကြရလို့ကြပါတယ်။ပညာရေးချင်းကလည်းဘာမှထွေထွေထူးထူးမလို့ကွန်ပျူတာကိန်းနဲ့ရော translate သုံးတဲ့ရုံနဲ့ဝင်လို့လို့ရတော့ ဆယ်တန်းအထိကျောင်းနေဘူးတဲ့သူဆိုရင်တောင်းဝင်လို့လို့ရတာမျိုးပါအဲ့ဒီဂိမ်းကုန်တွေကိုပိုင်တဲ့သူကတော့တယုတ်တွေပါကွင်းဆောက်ကမိတ်ထဲမှာဂိမ်းကုန်ပိုင်ရှင်မှန်သမျှတယုတ်တွေကြီးဖြစ်ပါတယ်ကွင်းဘေးငွေချင်းမြုံနှံမှုတစ်ခုခုကိုအတုံးချပြီးအနောက်ဥရောပနိုင်ငံတွေလိုချမ်းသာတဲ့နိုင်ငံတွေစီကနေပတ်စံလိမ့်လေရတာပါ အလုသမားကလည်းလုံလောက်တယ်လို့မရှိပဲအမြဲတမ်းလုံနေတာဆိုတော့အလုံးမရှိတဲ့မြန်မာနိုင်ငံသားပညာတတ်လေးတွေခင်ဗျာဘူးမသိဘာမသိဂိမ်းကုန်နေရောက်ရတော့တာပါပဲအဲ့ထဲကျွန်တော်လည်းပါပါတယ်နောက်တော့တရုတ်တွေရဲ့ဖိနှိပ်မှု မတရားမှုချုပ်ချယ်မှုတွေနှိပ်စက်မှုတွေအောက် မနေကျင်တော့တာနဲ့အသက်ဆုံးပြီးထွက်ပြေးလာရရတယ်။အဲ့ဒီအကြောင်းတွေကိုကျွန်တော်ကဝိတုရေးလိုက်တာပါ။ဝိတုဆိုရင်ပဲဒီဝိတုတွေက90ရာခိုင်နှုန်းလောက်ကတကယ်အဖြစ်ဖြစ် အမှန်တရားတွေပါ။ကြံတဲ့ဆရာခိုင်နှုန်းကိုတော့ဝိတုဖြစ်အောင်ဖန်တီးရတာပါ။ ကျွန်တော်ဝတ္ထုကကိုတွေးခဲ့တာဝေးတာဖြစ်လို့လှည့်ပြောင်းတွေအခင်းခက်တွေအနှိမ့်မြင့်တွေအာနေကောင်းနေပါလိမ့်မယ်ကျွန်တော်ရဲ့ရွေးချက်ကပြပထွက်တာမကောင်းဘူးလို့ပြောတာမဟုတ်ပါဘူးဒီလိုမျိုးဒုက္ခတွေကြုံရနိုင်တယ်ဆိုတာကိုသိစေမြင်စေခြင်းလို့ရေးပြတာဖြစ်ပါတယ် ကျွန်တော်ဝါသနာရလာအောင်မှာတော့ဒီလိုဒီလိုတွေကြုံခဲ့ရပါတယ်ဆိုတာကိုလက်ခုပ်လေးရဲ့ထဲပြီးစာဖတ်သူတို့ရှေ့ချပြလိုက်ပါပြီစာဖတ်သူတို့ဘက်ကကျွန်တော်ချပြတဲ့အရာကို မြင်နေကြားတယ်ခံစားသိရှိလိုက်တယ်ဆိုရင်ကိုရေးရကြွတ်ပါပြီကျွန်တော်တင်ပြမှုကိုဘိုးတော်အားပဲမြင်ပြီး မရှင်းမလင်းကြရတယ်ဆိုရင်ဖြစ်ကျွန်တော်ညံ့သေးလို့ပါတခုပြောချင်ရှိတာကဒီဝိထုကိုဖတ်ပြီးတဲ့အခါမှာဝိထုရေးတဲ့နုနယ်သေးတဲ့ကျွန်တော်ကိုပညာတတ်ချိန်လုံးနဲ့အုံအုံမရိုက်ကြဘူးပါပဲကျွန်တော်က SC စောင်းပါတာအများဆုံးရေးတာဖြစ်လို့ဝိထုရှိပဲမှာအားနေပါတယ် စာဖတ်သူအနေနဲ့ငါဝတ္ထုတဘုတ်ဖတ်နေတာမဟုတ်ပါလားစာရေးသူဘဝကိုဖတ်နေရတာပါလားလို့ရှုမြင်ထားရင်ပုံပြီးစဉ်းပြမယ်ထင်ပါတယ်ကျွန်တော်ဆန္ဒတွေကိုစာအုပ်ဖြစ်မြောက်အောင်စိတ်ရင်းစေတနာနဲ့ထုတ်ဝေပေးတဲ့မဟာစာပေကို၎င်းဝတ္ထုတဘုတ်ဖြစ်လာအောင်ကံကြမ္မာဆိုးတဲ့သူ ဇွတ်တွန်းပြီးပို့ခဲ့တော့ကံတရားလို့၎င်းဝယ်ယူဖတ်ရှုခန်းစားပေးကြတဲ့စာဖတ်သူတို့၎င်းအထူးကျေးဇူးတင်ရှိပါကြောင်းလေးစားလျက်နေဝန်းဤနမောက်16ရက်22လ2022 Monday